င်္ဂလာပါရှင်ကျမကတော့ဂျာမုံပါအောက်တိုဘာ21ရက်နေ့အတွက်နိုင်ငံတကာသတင်းဖြစ်ရပ်တွေကိုတင်ဆက်ပေးပါမယ်ရှင်မြေရှားတတုထုတ်လုပ်ရေးအတွက်အမေရိကန်နဲ့ဩစတြေးလျပူးပေါင်းမယ်လို့သိရပါတယ်ဂျပန်မှာပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ကိုလွှတ်တော်နှစ်ရက်လုံးရဲ့ထောက်ခံချက်နဲ့တင်မြောက်လိုက်ပါပြီရုရှားရေနံကိုဆက်ဝယ်ရင်အိန္ဒိယအပေါ်အခွန်တိုးကောက်မယ်လို့ Trump ချိန်ချောက်ထားပါတယ်ဒီသတင်းတွေနားဆင်ရမှာဖြစ်ပါရဲ့ရှင်ဩစတြေးလျမှာမြေရှားတတုဒူးဖော်ထုတ်လုပ်ရေးအတွက် အမေရိကန်နဲ့အော်စတြေးလျအစိုးရတွေကြားသဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။အောက်တိုဘာ20ရက်နေ့ကအိမ်ဖြူတော်မှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအော်စတြေးလျဝန်ကြီးချုပ်အန်တိုနီအယ်ဘန်နီစ်ကိုလက်ခံတွေ့ဆုံခဲ့ပြီးနှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူညီချက်တချို့ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။အဲ့ဒီသဘောတူညီချက်တွေထဲမှာတော့ခေတ်သစ်နည်းပညာမြင့်ကုန်ထုတ်လုပ်ငန်းတွေအတွက်အထူးလိုအပ်တဲ့သတ္တုတွေတူးဖော်ရေးနဲ့ကာကွယ်ရေးခန္ဓာတွေလည်းပါဝင်ခဲ့တယ်လို့ Albanese ကပြောပါရယ် မြေရှားတတုဈေးကွက်ကိုထိန်းချုပ်ထားတဲ့တရုတ်အပေါ်တံပြန်ဖို့ကြိုးစားနေတဲ့ Trump အတွက်တော့ Australia နဲ့ရရှိခဲ့တဲ့သဘောတူညီမှုကအရေးပါတဲ့ခြေလှမ်းတစ်ခုလို့သတ်မှတ်နိုင်ပါတယ်။မြေရှားတတုဒူဖော်ထုတ်လုပ်ရေးဆိုင်ရာသဘောတူညီချက်ရဲ့စာချုပ်တံပိုးကဒေါ်လာ8.5ဘီလီယံဘိုးလောက်ရှိတယ်လို့ Albanese ကပြောကြားခဲ့ပါတယ်။ပြီးတော့မြေရှားတတုစရင်ဝင် Gallium ဓာတ်တတုတန့်စင်ထုတ်လုပ်ရေးစက်ရုံတစ်ခုကိုလည်းအနောက် Australia ပြည်နယ်မှာလဲပတ်စေဖို့နှစ်နိုင်ငံညှိနှိုင်းသဘောတူခဲ့ပါတယ်။ တခြားတစ်ဖက်မှာတော့ Trump ကဩစတြေးလျအတွက် American ရဲ့ nuclear စွမ်းအင်သုံးတိုက်ခိုက်ရေးရင်ငုတ်သင်္ဘောတွေရောင်းချပေးမယ်ကိစ္စကိုလည်းအခိုင်အမာကတိပြုခဲ့ပါတယ်။အဲ့ဒီရင်ငုတ်သင်္ဘောတွေကနိုင်ငံရဲ့ကမ်းလွန်ရေပြင်မှာပိုပြီးအင်အားချဲ့ထွင်လာနေတဲ့တရုတ်ကိုတံပြန်ဖို့ဩစတြေးလျအတွက်အထူးတလဲလိုအပ်နေပါတယ်။ဩစတြေးလျမှာတူးဖော်ထုတ်လုပ်မှုမရှိသေးတဲ့ဓာတ်တတုတယံဇာတတိုက်တွေအရန်ကျွဲဝပါတယ်။အဲ့ဒါတွေကိုထိထိရောက်ရောက်ထုတ်လုပ်နိုင်မယ်ဆိုရင် ကမ္ဘာမြေရှားတတူဈေးကွက်ကိုတရုတ်ရဲ့လက်ဝဲကြီးအုပ်ထားနိုင်စွမ်းရောကြသွားစေမယ်လို့ယူဆကြောင်း Albanis ကဆိုပါတယ်။မြေရှားတတူတွေကခေတ်သစ်နည်းပညာမြင့် electronic ပစ္စည်းတွေစစ်လက်နက်တွေထုတ်လုပ်ရမှာမရှိမဖြစ်လိုအပ်တဲ့ကုန်ချမ်းပါ။တရုတ်ကကမ္ဘာတလွှားမှာမြေရှားတတူထုတ်လုပ်မှု80ရာခိုင်နှုန်းလောက်နဲ့တန်ဆင်မှု90ရာခိုင်နှုန်းလောက်ကိုချုပ်ကင်ထားပါတယ်။ Trump ကတရုတ်ပေါ်ကုန်သွယ်ရေးအရာဖိအားပေးခြင်းပေမဲ့အဲ့ဒီအခြေအနေကိုညှိနှိုင်းယူဖို့မြေရှားတတူကတရုတ်ရဲ့ဟွက်ဖဲဖြစ်နေပါတယ်။ အမေရိကန်ဩစတြေးလျသဘောတူညီမှုအရလာမယ့်6လတာအတွင်းနှစ်နိုင်ငံစလုံးမှာမြေရှားတတူတူဖော်ရေးနဲ့တန်းစီရေးဆိုင်ရာလုပ်ငန်းတွေအတွက်နှစ်နိုင်ငံပေါင်းကနဦးဒေါ်လာ3ဘီလီယံလောက်မြှုပ်နှံသွားမယ်လို့သိရပါတယ်။ဩစတြေးလျမှာမြေရှားတတူစည်ရင်းဝင်တတူရိုင်းတွေပေါ်ပေါ်များများထွက်ပေမဲ့လည်းလုပ်ငန်းသုံးအဆင့်တန်းစီပြီးတဲ့အခြေအနေထိရောက်ဖို့ဆိုရင်တော့အမေရိကန်လိုပဲတရုတ်ပေါ်မှီခိုထားရစေဖြစ်ပါရဲ့ရှင်။လွတ်တော်နှစ်ရက်လုံးရဲ့မဲခွဲထောက်ခံမှုနဲ့အတူ ဆာနေတာကန်ချီကဂျပန်နိုင်ငံသမိုင်းမှာပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာဖို့တေချာသွားပါတယ်။အသက်64နှစ်အရွယ်တာကန်ချီကဗြိတိန်ရဲ့အမဏိအမျိုးသမီးအဖြစ်တင်စားခံရသူဝန်ကြီးချုပ်ဟောင်းမာဂရက်သက်ချာကိုအထူးလေးစားအားကျခဲ့သူပါ။သက်ချာကဗြိတိန်ရဲ့ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်ခဲ့တယ်လို့အခုတော့တာကန်ချီကလည်းစံပြပုတ်ကိုရဲ့ခြေရာကိုလိုက်နေနိုင်ခဲ့ပြီဖြစ်ပါတယ်။လက်ရှိဂျပန်ဝန်ကြီးချုပ်နဲ့အာနာယ Liberal Democratic Party LDP အကြီးအကဲဖြစ်တဲ့ ရှီဂီရူအီရှိဘီကယာဒူးနှစ်ခုစလုံးကနေနှုတ်ထွက်မယ်လို့ကြေညာခဲ့ပါတယ်။အဲ့ဒီနောက် LDP အကြီးအကဲနေရာအတွက်ပါတီတွင်ရွေးကောက်ပွဲမှာတာကန်ချီကအနိုင်ရခဲ့ပါတယ်။တကယ်လို့ LDP သာလွှတ်တော်ထဲမှာတောင်ပြိုကမ်းပြိုရလတ်နဲ့အနိုင်ရထားခဲ့မယ်ဆိုရင်တော့တာကန်ချီကအာနာယပါတီအကြီးအကဲအနေနဲ့ဝန်ကြီးချုပ်ယာဒူးကိုဓာတ်ရိုက်လက်လွဲယူနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ LDP ရဲ့လွှတ်တော်တွင်ရည်တည်မှုကအဲ့ဒီလောက်အားမကောင်းတာကြောင့်သူဥဆောင်မဲ့ညွန်ပေါင်းအစိုးရတဲ့အတွက်တခြားပါတီတချို့ကိုစီးယုံခဲ့ပြီး အောက်တိုဘာ21ရက်နေ့မှာတော့ဝန်ကြီးချုပ်နေရာအတွက်အထက်နယ်အောက်လွှတ်တော်နှစ်ရက်မှာမဲခွဲဆုံးဖြတ်မှုခံယူခဲ့ပါတယ်။ဒါကန်ချီကအောက်လွှတ်တော်မှာမျော်လင့်ထားတဲ့ထောက်ခံမဲအရေးအတွက်ထက်၄မဲပိုပြီး238မဲထိရခဲ့ပါတယ်။ဒါကတောင်ပြိုကမ်းပြိုမဲရလန်းလို့သတ်မှတ်နိုင်တာထက်ပိုပါတယ်။ဒါအပြင်အောက်လွှတ်တော်လောက်ဩဇာမရှိတဲ့အထက်လွှတ်တော်မဲပေးမှုမှာလည်းတောင်ပြိုကမ်းပြိုမဲရလန်းလို့သတ်မှတ်နိုင်တာထက်တမဲပိုပြီး125မဲထိရရှိခဲ့ပါတယ်။ဒီအခြေအနေတွေကတာကန်ချီအတွက် ဂျပန်ရဲ့ပထမဆုံးရွေးကောက်ခံအမျိုးသမီးနိုင်ငံကောင်ဆောင်ဖြစ်လာဖို့တေချာသွားစေခဲ့တာပါသူကအောက်တိုဘာ22ရက်နေ့ကျရင်ဂျပန်ဘယင်စီကတရားဝင်အသိမှတ်ပြုမှုကိုခံယူပြီးဝန်ကြီးချုပ်ဖြစ်ကြမ်းချိန်ပွဲရှိနေပါတယ်တာကန်ချီကသဘောထားတင်းမာတဲ့ကွန်ဆာဗေးတစ်တဦးဖြစ်လဲလူသိများပါတယ်လာမယ့်သတင်းပတ်ကြရင် American သမ္မတ Donald Trump ကဂျပန်ကိုလာရောက်ဖို့ရှိနေပြီးတာကန်ချီကတော့အရှင်နိုင်ငံရဲ့ကောင်ဆောင်အနေနဲ့ Trump ကိုတာဝန်ယူကြိုဆိုရတော့မှာဖြစ်ပါတယ်ရှင် ရုရှားရေလံကိုဆက်ပြီးဝယ်နေမယ်ဆိုရင်အိန္ဒိယဟာအမေရိကန်စီကနေကြီးမားပြင်းထန်တဲ့သွင်းကုန်အခွန်စည်းကြမ်းမှုတွေကိုမလွဲမသွေကြုံရလိမ့်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကသတိပေးခဲ့ပါတယ်။အိန္ဒိယကရုရှားရေလံကိုဆက်ပြီးဝယ်ယူနေတဲ့အပေါ်ရေးယူတဲ့အနေနဲ့အိန္ဒိယရဲ့သွင်းကုန်တွေအပေါ်အခွန်ပမာဏအလုံးအရင်တိုးမြင့်ကောက်ခံဖို့ထရမ့်ကဆုံးဖြတ်ခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်မှာတော့ထရမ့်ကသူဟာအိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီနဲ့ဖုန်းပြောခဲ့ပြီး မိုဒီကရုရှားရင်နံတွေကိုဆက်မဝယ်တော့ပါဘူးလို့သူစီကတိပေးခဲ့ကြောင်းသတင်းတောက်တွေကိုအသိပေးခဲ့ပါတယ်။အိန္ဒိယစီကအဲ့ဒီလိုကတိမျိုးရပြီးတဲ့အခါတရုတ်ကလည်းအလားတူတောင်းဆိုနိုင်ဖို့သူမျှော်လင့်ကြောင်းထရမ့်ကပြောပါတယ်။ယူကရိန်းစစ်ပွဲကိုအကြောင်းပြုပြီးရုရှားရဲ့ရင်နံတင်ပို့မှုလမ်းကြောင်းတွေကိုအနောက်မဟာမိတ်နိုင်ငံတွေကပိတ်ဆို့အရေးယူထားပေမဲ့အိန္ဒိယနဲ့တရုတ်ကတော့ရုရှားရင်နံစိမ်းကိုဆက်လက်ဝယ်ယူတဲ့အဓိကဝယ်လက်တွေအဖြစ်ရပ်တည်နေစေဖြစ်ပါတယ်။ခုနကပြောခဲ့သလိုပဲ မိုဒီဟာရုရှားရင်နံတွေဆက်မဝဲတော့ပါဘူးလို့သူစီကတိပေးခဲ့ကြောင်းထရမ့်ပြောပေမဲ့ချက်ချင်းဆိုသလိုပဲအိန္ဒိယနိုင်ငံသားရေးဝန်ကြီးဌာနကတော့မိုဒီနဲ့ထရမ့်တို့အဲ့ဒီကိစ္စဆွေးနွေးခဲ့တယ်ဆိုတာမဟုတ်ကြောင်းငင်းချက်ထုတ်ခဲ့ပါတယ်။နောက်ပြီးအိန္ဒိယရဲ့ရေနံစိမ်းဝယ်ယူမှုမူဝါဒကဇင်းနှုံနဲ့ရေရှည်ထောက်ပံ့နိုင်မှုတွေမှာနိုင်ငံအတွက်အမှန်တကယ်တင့်တော်အကျိုးရှိစေမဲ့ရွေးချယ်မှုကိုပဲဦးစားပေးမယ်လို့အိန္ဒိယကကြေညာခဲ့ပါတယ်။ဒါပေမဲ့ထရမ့်ကလည်း သူဟာမိုဒီနဲ့ဖုန်းပြောခဲ့တယ်ဆိုတာကိုအောက်တိုဘာ20ရက်နေ့မှာအခိုင်အမာထက်လောင်းအတည်ပြုခဲ့ပါတယ်။အိန္ဒိယရဲ့ညှင်းဆိုချက်နဲ့ပတ်သက်လို့တော့ Trump ကအိန္ဒိယဟာတကယ်ပဲအဲ့ဒီသဘောမျိုးပြောချင်တယ်ဆိုရင်တော့ American သတ်မှတ်တဲ့သွင်းကုန်အခွန်ပမာဏအများအပြားကိုဆက်ပြီးပေးဆောင်ရုံသာရှိကြောင်း။ဒါပေမဲ့အဲ့ဒီလိုမျိုးကိုအိန္ဒိယကအဖြစ်ခံချင်မှာမဟုတ်ကြောင်းပြန်ဖြေခဲ့ပါတယ်။ Trump ကအိန္ဒိယရဲ့အဝတ်အထည်တွေနဲ့ဈေးဝတွေကဆလို့အမျိုးအစားစုံလင်များပြတဲ့သွင်းကုန်တွေကို အခုနှစ်ကစပြီးကုန်ပစ္စည်းတန်ဖိုးရဲ့90ရာခိုင်နှုန်းထိအခွန်တွန်းမြင်စီးကျပ်ထားပါရရှင် People Spring ရဲ့နောက်ဆုံးရသတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်